မေဆာဆာပြောသလိုဒီနေ့ Godhead Day Sunday လို့ခေါ်ကြတယ် Rejoice Sunday ပေါ့နော်ပျော်ရွှင်ပါဝမ်းမြောက်ပါဆိုတဲ့ဝါရိကာလရရက်တည့်ရက်ဖြစ်တယ်ဒီနေ့မှဝမ်းမြောက်ရှင်လန်းခြင်းအထိမ့်မှတ်တော့ဒါဆိုရင်ဒါခရစ်စမတ်မှာလဲအရင်တို့အချိန်မှာတရက်ဒီလိုပန်းရောင်နဲ့ Godhead Godhead Day Sunday ဆိုတာရှိတယ် Later Day Sunday ဆိုတာရှိတယ်အခုက Later Day Sunday ပေါ့နော် Rejoice ခုနကောင်းလေးထေမကောင်းလေးထေရဝါရင်းမှာဟိုဒီအတွင်တူးမှာတော့လေတာရီဆန်ဒေးပျောက်ရှင်ဝမြောက်ဖေယာဆန်ဒေးဖြစ်ဖေယာဆရာတော့ပန်းအောင်ပေါ့ဘုန်းကြီးကမပြောနိုင်တော့ခရမ်းအောင်ပဲရှိသေးတယ်ရိုးစကာလာကိုရွေးတယ်တဲ့နင်းစီအောင်နင်းစီအောင်ကတော့ဆင်လောင်ရှိတာတော့လေခေတုံးကပုံရံမြကြီးတွေက ဒီ Sunday ရောက်ပြီဆိုရင်ဥရောပမှာရှိတဲ့တိုင်းပြည်ခေါင်းဆောင်တွေကိုနှင်းစီ လက်ဆောင်ပို့တယ်ဆင်လာရှိခဲ့တယ်။အဲအဲ့တော့ကြောင့်မလို့ဒီနေ့ကိုနှင်းစီရောင်နဲ့ဆင်မြန်းတယ်လို့လည်းဆင်လာတစ်ခုရှိထားတာပေါ့နော်။ဒီ Sunday ရာလဲ later Sunday ရာလဲယူဒာယူဒာဘာသာမှာအင်မတန်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ခရစ်ယာန်သာသနာမှာရှိခင်ခရစ်တော်မတိုင်ခင်ကတည်းကလည်းဒီ rejoice ဒီဒီဒီကိုကျင်းပတဲ့နေ့လည်းဖြစ်တယ်သူတို့တွေ့ကြတော့ဘယ်ဟာလဲဆိုတော့လွမြောက်ခြင်းပေါ့နော်ကျွန်တော်အားလုံးသိသလိုပဲအစ္စရာအလူမျိုးအီဂျစ်ပြည်ရဲ့ဂျုံဘွားကနေလွမြောက်လာကြတယ်ဂန္ဓယာမဘုရားသခင်ကသူတို့မန္နာမိုးကိုကျွေးတယ်ခြောက်ဆောင်ကနေရေပေးတယ်ပူပြင်းတဲ့ချိန်မှာကောင်းကင်ကတိမ်တိုက်နဲ့အမိုးပေးတယ်ညအချိန်အတွက်လင်းကိုပေးတယ်စသဖြင့်သူတို့ကိုဆောင်းရှောက်ပြီး ဖျားရဲ့အေးရောသွားမြဲရခုံလုံးဝင်ရခဲ့ကြတယ်လူတွေဂရီထားတော်မြာခန္ဓာပြီကို ရောက်ရှိလာကြပါပြီဒီရောက်တဲ့ချိန်မှာတော့သူတို့ကိုခန္ဓာပြီရဲ့ပထမဦးဆုံးအရသာကိုခံစားတဲ့နေ့ဖြစ်တယ်တဲ့အဲ့ဒီဒေသထွက်ဂျုံနဲ့တဆိတ်မပါတော့မုတ်လုတ်ပြီးမုတ်ကိုစားကြတယ်အဲ့ဒီဒေသထွက်အသီးနှံတွေအကုန်လုံးသူတို့စားတော့ပြီးမြေဆမ်းပြီးတော့ခန္ဓာပြီရဲ့သီးနှံတွေတော်တော်အရသာရှိတာဟုတ် အဲ့ဒီနေ့ကနေစပြီးတော့ကောင်းကင်ကနေမာနာမုတ်ကမလာတော့ဘူးပြီးပြီအဲ့တော့ဘုရားသခင်ကျွေးမွေးရာကနေပြီးတော့ဘုရားသခင်ပေးရမြေရဲ့အသီးနှံကိုမြေလို့စားရပြီဆိုတော့ကိုယ့်ကိုရှင်သန်ကြတော့ဆိုပြီးတော့ဘုရားသခင်ကနှုတ်တိုက်တဲ့ကလေးတယောက်ကိုနှုတ်ဖြတ်ပြီးတော့ကိုယ့်ကိုစားဖို့တင်ပေးလိုက်သလိုပဲအဲ့တော့လူတွေကခန္ဓာပြည့်ရဲ့အသီးပွင့်ကိုစားရတဲ့နေ့က အခုနလိတ်တာရင်း Sunday ဆိုရဲဆိုလိုပဲဝမ်းမြောက်ရှင်လန်းတဲ့နေ့တနေ့ဂျူးလူမျိုးတွေကဒါကိုအမြဲတမ်းတရိယာကျင့်ပါကြတယ်။စာရလို့ပြောတာအထက်ဓမ္မအဲဒီအီဂျစ်ပြည်ရဲ့ဂျုံဘောကနေလွတ်မြောက်ပြီးလွတ်မြောက်နယ်မြေတစ်ခုမှပျော်ရွှင်ရပြီးဆိုတဲ့ဝမ်းမြောက်မှုပါပဲ။အဲလိုတချို့ကလည်းဒီနေ့ကိုဟော Mothers Day လို့လည်း Mothers အမိခင်အဲအဲ့လိုမျိုးလည်းတရိယာကြတယ် မိခင် mother church လို့ခေါ်တဲ့မိခင်သိန်းတော်လို့ခေါ်တဲ့မိမိတို့စီကြောကြီးမင်္ဂလာ ခံယူခဲ့တဲ့ဒေသဖျားเจ้าကို သွားဖူးကြတယ်ဒီနေ့မှာဒါမှမဟုတ်ကိုယ့်ရဲ့ဒေသကကတိတော်ကိုသွားကြတာမိမိစီကြောကြီးမင်္ဂလာခံခဲ့တော်ကိုသတိရကြတယ်ဖျားသခင်ကမိမိရဲ့သွေးသားနဲ့ကျွေးမွေးရာ ကိုစတင်ပေးခဲ့တဲ့စီကြောကြီးမင်္ဂလာကိုသတိရကြတာလည်းရှိတယ်တချို့ကလည်းဒီ Sunday ကို မုံကားလုံးနေလို့သတ်မှတ်ထားတယ် ရားသခင်ခန္ဓာပြီးမှာကြွေးသလိုပဲခရစ်တော်ကမုံငါးလုံးနဲ့လူငါးတောင်ကြွေးတယ်ဖြစ်စဉ်ကိုလည်းတရိယာပြီးမုံငါးလုံးဆန်ဒေးလို့လည်းခေါ်ကြတယ်အဲ့တော့နေပေါင်းချောင်ချောင်းလာတဲ့သာသနာသမိုင်းမှာဒီတနင်္ဂနွေနေ့ကအမျိုးမျိုးသောအဘိဓေကိုဖော်ဆောင်ပါတယ်အဲကြောင့်လူတွေပျော်ရွှင်ကြတယ်ဘာရင်းကာလမှာမတိမမုတ်ဒုရိယာတွေမသုံးဘူးအဲဖျောက်ကိုအဲ့လိုဆိုကြတယ်အဲဒုရိယာမသုံးဘူးပေါ့နော် ို့ကြောင်းမှာတော့ Sunday night တော့ပျော်ပွဲရှင်ဝဲပဲတီးကြခတ်ကြနေတာသူကသူသွားအဲ့တော့ဒီနေ့ရဲ့ပျော်ရှင်မှုပျော်ရှင်ပွဲရာဖြစ်စဉ်ကိုပထမကျမ်းစာမှာအခုနခန္ဓာပြီရောက်တဲ့ Israel လူမျိုးတွေပထမအောင်ဆုံးအသီးပွဲကိုသူတို့စားသောက်ရတဲ့ပျော်ရှင်မှုလိုပဲနောက်ပျော်ရှင်မှုတစ်ခုဖြစ်တယ်ကျွန်တော်အားလုံးအတွက်ကတော့ခရစ်တော်ကားတိုင်းမှာသေခံတော်မူပြီးမိမိရဲ့ဒုက္ခဆူရခြင်းခံခြင်းသေခြင်းရှင်ပြန်ခြင်းအပြင်ပေးတဲ့ပါစကား လွမြောက်ခြင်းကိုဒီဝါရင်းနဲ့အဆုံးမှာပါစကားပွဲတော်မှာကျင်းပတယ်ဒီပျော်ရွှင်မှုကြီးကကိုစားပြုရဥပမာတစ်ခုကိုခရစ်တော်ပေးခဲ့တယ်ဒီနေ့တားနှစ်ယောက်ရှိတဲ့ဖခင်ရဲ့ဖြစ်စဉ်ဒါပူတိုင်းကလည်းမြေရန်ကြားနေကြတားငယ်ရဲ့လောကီဆန်စွာ နေထိုင်မှုရဲ့ဇန်လန်းနဲ့တားကြီးရဲ့တစ္ဆာရှိစွာဖိနှားမှနေပြီးအဖေကို၎င်းမိသားစုကို၎င်းဂယုတစိုက်နေတဲ့တားကြီးရဲ့ ဘဝဆက်မှုစသည်တို့ကကျွန်တော်တို့ရဲ့ဘဝကို ရောင်မြန်ဟပ်စေသစ္စာရှိမှုနဲ့ပြစ်ပယ်ခြင်းတစ်ခုကငါလားငါရွေးတစ်ခုကတော့မိသားစုနဲ့အုပ်စုဖွဲ့နေခြင်းတစ်ခုက individual culture တစ်ခုက communal culture community နဲ့မိသားစုနဲ့သက်သက်ဝန်းဝန်းနေတဲ့ယဉ်ကျေးမှုတစ်ခုရှိတချို့ကတော့အရွယ်ရောက်ပြီဆိုလို့ရှိရင်သွားခြင်းကသွားတော့မိဘလည်းမတားတော့ဘူး သူလည်းငါသွားမယ်ဆိုပြီးတော့ခြေဥတရာသွားတော့တာပဲရောက်လျာတောင်းတင်ပြီးတော့အိမ်တော်ထူထောင်ပြီးတော့သူ့ဘဝကိုနောက်မှသက်30ရောက်မှငါမိပါဆိုတော့အတွေးဝင်ပြီးတော့ပြန်လိုက်ရှာတာလည်းရှိအရင်ခေတ်ကဖုန်းမရှိသွားရလာရင်ခက်ခဲတဲ့ခင်မအသက်30ရောက်လို့တောင်းမိရိကအဖေမေအိမ်ကိုပြန်သွားရှာမယ်လို့လာရင်တော့အဖေရှိမှရှင်ကံကောင်းအမေရှိသေးရင်ကံကောင်းတော့သေကုန်ပြီဆိုတော့ဝန်းနဲ့ပက်လက်ဖြစ်ရ အဲ့တော့ဒီနေ့သားငယ်ကရှိသမျှကိုဖြုံးတီးပြီးတော့သူ့မှာစိတ်နဲ့သဘောထားဘလို့ရှိသလဲတောင်းကိုဆွေးရတဲ့အဖေရသူ့စိတ်ထဲမှာဘလို့ခံစားမှုဘလို့ရှိသလဲဗျာဒီကအဖေကဖခင်ပြီးတော့ဖះကိုကိုစားပြုတယ်အဖေကဖះကိုကိုစားပြုတယ်လူတိုင်းကိုမိမိတွားရလားကိုရွေးချယ်တဲ့ဘဝကိုလွတ်လပ်ခွင့်ပေးတဲ့အဖေရဲ့စိတ်ဓာတ်တောင်းငင်ကကျွန်တော်မိကိုခွဲအမွေခွဲပေး ကျွန်တော်လမ်းကျွန်တော်သွားမယ်လို့ပြောရရွေးချယ်တာကသူ့ရဲ့ရွေးချယ်မှုအဖေကြီးကမသွားနဲ့မလာနဲ့မပြေးဘူးကွာဆိုပြီးတော့လှုပ်လို့ရတယ်လှုပ်တာလည်းရှိတယ်ကျွန်တော်တို့လူတိုင်းဝိုင်းမှာရှိတယ်ဒါပေမဲ့သူ့ကိုပေးတင်တာသူပေးလိုက်တယ်သူ့ဘဝကိုအထိနာပြီးမှတားငယ်စိတ်ထဲမှာပထမဆုံးငါ့ပေးငါသွားမယ်ဆိုပြီးတော့တောင်းဆိုတိုင်းတဲ့တတ္တိအဆိုးအတွက်သူလုံနိုင်တဲ့တတ္တိ တော်ပြီးတော့ပြည်သူစာမားတွေနဲ့ပြောပါပြီးတော့ကျဲပြီးတော့ပတ်စံရှိတဲ့စိတ်အချိန်မှတငယ်ချင်းတွေပေါင်းသိနေအာရီ၃နိုင်ဖြုံးနိုင်တဲ့အချိန်မှတုံးလို့ဖြုံးလို့ကုန်တဲ့အချိန်မှတော့ဘယ်သူမှကိုယ်ကုမဲလို့မရှိဘူးကိုညီတောင်းရင်လည်းမရှိဘူးတငယ်ချင်းမဆွေလည်းမရှိဘူးတငယ်ချင်းမဆွေအိမ်တွေမှာတော့ခိုကပ်နေမယ်ဆိုရင်လည်းမခေါ်ဘူးအဲ့တော့သူများအိမ်မှာအလုပ်ကလေးလုပ်ပြရစီဆိုတော့ဝက်ကိုစာကျွေးရတယ်တဲ့ ျွန်တော်သိတဲ့အတိုင်းပဲဂျူးလူမျိုးကအစ္စရာအဲဒီခုရှိတဲ့အစ္စလမ်ဘာသာဝင်တွေလိုပဲဝက်မမွေးကြဘူးဝက်ကိုဝက်လည်းမစားကြဘူးဝက်ကညဉ့်ညမ်းနဲ့မဖက်သက်ကြဘူးအဲ့တော့ဒီတားငယ်မှာဂုံသိက္ခာကို အလုတ်ကမဘောကအဲ့ဒီကနေပြီးတော့လုံးဝအယုတ်ညံ့ဆုံးအလုတ်တစ်ခုဝက်တွေကိုစားကြွေးပြီးဝက်ချောင်းရတဲ့အလုတ်ဆိုဂုံပြီးသူ့ဘက်ကသိက္ခာမရှိတော့အဲ့ဒီအလုတ်ကိုလုတ်တဲ့ချိန်မှာကြီးဝက်ကပုတ်ပုတ်ဘောပေါက်နဲ့စားတာ ဝက်စားတော့ဘေးသားကကြည့်ရင်လူတော်သေးရိုးတာအာရပါရတီးတာသူကအမျိုးမျိုးရောပြီးတော့ခင်းကြံနေအသားငါကြံနေအကုန်လုံးအပြင်းအဲ့ဒီမှာငပြည့်လေးပါလေးနည်းနည်းရောပြီးတော့သူ့ကိုကျွေးလိုက်ပြီဆိုရင်အဲ့ဒါတက်တက်ဆိုင်အောင်တီးတော့တာပဲကုံရောစားတာဘေးကနေကြည့်နေလူရအဲ့တော့ဒီကောင်ကဘာလုပ်နေလဲဒီကောင်ကမစားရဘူးဒီသားငယ်ကမစားရဘူးဝက်တရဝဝဘောဘောနဲ့တီးနေတာ ပြီးတော့ဘလောက်သဘောကောင်းလို့မသိပေးပေးတောင်းရှိတွေကိုပေးတောင်းတွေကိုစီးလိုက်ကျွေးတာမသိဘူးကြည့်ရတာပေးတွေကိုလည်းအတောင်းတွေကိုစားတာဗောကျွန်တော်တို့စားတဲ့တုတ်ဆရာလို့ဗောသူကစိတ်ထဲမှာသေးရည်ယူပြီးတော့သူကလည်းအဲ့ဒီပေးတောင်းရှိတော်မှယူပြီးသူစားခြင်းနေတာဖိုက်စာလုံးအကြည့်လို့အဲ့တော့ဒီအချိန်မှာသီးတစ်ခုဝင်လာတယ်ဘာဖြစ်လဲမစားရအထက်မှာကလိနေတာကိုစားလောင်ခြင်းမသိချင်းကစဉ်းစားစေတယ်လူဘွာနေမှာဘွာချောင်းတဲ့ချိန်မှာ တော့ကျွန်တော်တို့ကိုလုံလားတယောက်တည်းအားပေးတဲ့သဘောလေးတွေသူကသူ့အသူရှောင်းတာမဟုတ်ဘူးစားကျင်လို့တော့မစားရဘူးအဲ့ဒီဘဝမှာသူကသတိရလာသူဖွက်စည်းတဲ့စာသားတွေကအင်မတန်ကောင်းတယ်နောက်ထပ်လို့ကောင်းတယ်ပြင်းတကယ်ပဲသူတွင်းစိတ်ကိုဖော်ပြတဲ့ဇာတ်ရည်ဖြစ်တယ်ကျွန်တော်သွားမယ်တဲ့သွားပြီးတော့ကျွန်တော်အဖေကိုပြေတော့မှမယ်တဲ့ဖာကျွန်တော်ကောင်းငင်ကိုလည်းဖះကိုလည်းပြင်မာပြီး အဖေကိုလည်းကျွန်တော်ပြင်မပါဘီကျွန်တော်ကိုတားတယောက်လို့သဘောမထားပါနဲ့ဒီမှာအလုပ်သမားလေးတယောက်လိုပဲနေပြရစေဆိုတော့တောင်းတာအဲ့လိုတောင်းမယ်တဲ့အေးရောအဲ့လိုပြောမယ်တဲ့ तू မသွားခင်ကလေးကစဉ်းစားပြီးတော့နောင်တယူပြီးတော့သူ့စိတ်ထဲမှာတောင်းပန်ပြီးအဖေကိုဘလို့တောင်းပန်တယ်ဘာဖြစ်လို့လဲသူ့ကောင်းထဲမှာငါအဖေအိမ်မှာရှိတဲ့အလုပ်သမားတွေတောင်မှအများကြီးကောင်းကောင်းစားပြီးကောင်းနေနေရတယ်တစ်ဖက်တန်းပြီးမှနေတဲ့ငါ ငါဒီမှာငတ်မုတ်ငတ်လို့သေတော့မယ်တဲ့သူစကားကငတ်လို့သေတော့မယ်တဲ့အဲ့တော့အားလုံးသူမသွားရင်ကြရသူစိတ်ထဲမှာအကုန်လုံးပြင်ဆင်ပြီးသားသူရောက်လာတဲ့ချိန်မှာဒီစကားတိုင်းသူ့ဖေကိုခြေတော့ဖက်ပြီးတောင်းပန်အဲ့တော့ခရစ်တော်ဒီဥပမာပေးတဲ့ချိန်မှာအမားရှိသောသူမှာရှစ်သိမ့်ရှိတတ်တဲ့ဂုံအင်္ဂါတစ်ခုကိုကွင်းကွင်းကွက်ကွက်ပေါ်စေတယ် အပြည့်ရှိသောသူနောင်တယူယူခြင်းနောက်ခွဲမှာတင့်မြတ်ခြင်းကလူလူချင်းတင့်မြတ်ခြင်းဖျားကိုတင့်မြတ်ခြင်းအများဖြင့်အဘဖြစ်မင်္ဂလာကိုခံယူကြတယ်အဘဖြစ်ကိုမလာခင်ကိုယ်ကိုဆင်ခြင်းစဉ်းစားပြီးတော့ဖျားကိုတောင်းပန်ပြီးတော့မှအဘလာဖြေကြဒါပေမဲ့လူလူချင်းတင့်မြတ်ခြင်းဆိုတာကအဘဆယ်ကဖြေလဲလူလူချင်းတင့်မြတ်တာတခါတော့မှမလုပ်ကြကိုပြမထားတဲ့လူစီသွားပြီးတော့ဟိုတလောလုံးကဟိုလိုလိုဖြစ်သွားတာကစိတ်မကောင်းပါဘူး sorry ပါ ျွန်တော်တတိထားပါမယ်စိတ်မရှိပါနဲ့လို့ပြောရင်ဘလောက်ကောင်းမလဲလွယ်သလားအဲ့ဒီအဘဖြည့်ခြင်းလက်တွေ့အဘဖြည့်ခြင်းကိုလုံရဲသလားဆိုတော့တောင်းတောင်းမလုံနိုင်ကြဘူးမလုံချင်ကြဘူးကျွန်တော်တို့ကအဲ့တော့ဒီသားကဘာလို့တလဲအဲ့ဒီအလုတ်ကိုလုတ်တာဖျားကိုတောင်းပန်တဲ့ချိန်မှာကျွန်တော်ဖေမေနာစကားနားမထောင်မိပါဘူးကျွန်တော်ဖေမေကိုစော်ကားမိပါတယ်မိဘကိုမလေးစားမိပါဘူးဆိုတော့ဖျားကိုတောင်းပန်တဲ့ချိန်မှာမိဘအကြောင်းကိုပြောနေတာမဟုတ်ဘူး ူကပြောင်းပြန်အဖေကိုဓာတ်ရိုက်တောင်းပန်တဲ့အချိန်မှာကျွန်တော်ဖះကိုပြင်မမိပါတယ်ဆိုဖះကိုပြင်မတဲ့အကြောင်းကိုအဖေစီတောင်းပန်ပြီးပြောနေတာအဘဖြစ်တာအဖေစီမှာဘသူ့ကိုစော်ကားတယ်ဖះကိုစော်ကားတာပါထက်ပြောပြီးသူ့အဖေကိုတောင်းပန်ခိတော့ကဘာပြောသလဲနေတမသိမြပူဇော်တကားရာကိုမဆက်ကပ်ခင်အချင်းချင်းသွားတင့်မြတ်ပြီးမှဖះစီလာတဲ့ဖះနဲ့လူနဲ့ဘရားဖို့အကြီးချင်းလူလူချင်းတင့်မြတ်ချင်းပထမလို့ဆို့ ခရစ်တော်ကလည်းသုံသင်တဲ့အပြင်ဒီနေ့ဥပမာပေးပြီးခရစ်တော်ဥပမာပေးတာဒီဥပမာမှာလည်းတောင်းပန်သင်တာကပထမဆုံးလူလူချင်းတင့်မြချင်းကပထမပြည်ဒီတန်ငယ်ရအဖေးစီသွားပြီးတောင်းပန်တဲ့ချိန်အဖေးကြီးတောင်းပန်ပါတယ်ဗျာဟိုဖះကိုလည်းပြင်မမိပါတယ်အဖေးကိုပြင်မမိပါတယ်သူဖွဲ့စည်းတဲ့ဇကားထဲမှာအရှင်ဖះကျွန်တော်မပြင်မပါတယ်ကျွန်တော်ကိုကူပါခဲပါကျွန်တော်တော့မလုပ်တော့ပါဘူးတောင်းပန်ပါတယ်ဖះလို့ဖះကိုတိုင်တယ်ပြီးပြောတဲ့ဇကားတော့မဟုတ်သူ့အဖေးကိုဓာတ်ရိုက်တောင်းပန်ခြင်း ကျွန်တော်တို့ဒီခေတ်မှာတော့ဖះကိုသာတောင်းပန်တယ်လူလူချင်းတောင်းပန်ခြင်းဆိုတော့တောင်းတဝန်လေးကြတာအထူးလောကမှာကလူလူချင်းတောင်းပန်တင့်မြတ်ခြင်းကအပြစ်ခွင့်လို့ခြင်းရတဲ့အဖြစ်ငင်းချားရေးကိုပြန်ဖန်တီးတယ်အရန်ပြခင်သွားမယ် relationship ကို build up လုပ်တယ်စိတ်ထမရှိတဲ့ dia တန်ချက်ကို heal လုပ်တယ်အဲ့ဒီအပြစ်ရဲ့ငရေခံရမယ်ဒံပါတခါတည်းကြည်ပြက်ပျက်စီးမရှိတော့ဘူးကုန်ပြီအဲ့ဒီလူလူချင်းတင်မြှင့်နောက်ကွယ်မှာ လူလောကရဲ့အင်္ဂါရအကုန်လုံးအပြည့်စုံရပြီးသားဒီနေ့တန်းငယ်ဥပမာကတောင်းတောင်းခလုတ်တိုက်သွားတာကဒါဒီချက်ပဲဒါပေမဲ့အရေးကြီးတာကဒီချက်ပဲတားရဲ့စိတ်နေသဘောထားကျွန်တော်တို့မှရှိရအဖေဘက်ကပြောဖို့လိုသလားအဖေရထိုင်ပြီးတော့ငါသားပြန်လာရင်ဘာလုပ်မယ်ညာလုပ်မယ်ဘာလုပ်မယ်လို့များထိုင်ပြီးတွက်နေတယ်ထင်သလားအဖေစိတ်ကတားကိုတန်းတားတဲ့စိတ်တစ်ခုပဲရှိတယ်မေတ္တာတစ်ခုပဲရှိတယ်ချစ်တာတစ်ခုပဲရှိတယ် အဲ့ဒီနောက်ကွယ်မှာဘာမှဟန့်တာမရှိဘူးတားကိုဘာတစ်ခုမှတော့မပြောဘူးဆွဲထူပြီးတော့လူသမားတွေဟောင်းနေလာကြငါတားကိုဝွင့်ယုံဝတ်ပေးကြနော်လက်စုပ်ဆွတ်ပေးကြဖနှက်ပေးစည်းကြစပြီးတော့ပွဲတော့ငါစုဖြူသောအကောင်ကိုတတ်ဖြတ်ကြပျော်ပွဲရှင်ပဲကျင်းပဖို့အကုန်လုံးပြင်ဆင်ကြဆိုတော့တားကိုသူတို့သားတယောက်လိုလှဆင်ဂျူးလူမျိုးမှာဝွင့်ယုံဝွင့်ယင်မိနဲ့ဖားနဲ့ရှိတဲ့လူကုန်တန်းတွေကဝွင့်ယုံဝတ်ကြတာ အလို့သမားတွေဘာတွေကြတော့အဲ့ဒီနငယ်ပိုင်းခါးစီဘိုင်းနဲ့နေစာဖနက်မစီရအောင်မစီကြအောင်အလို့သမားတွေဘာတွေကဖနက်မစီဘူးအင်းရှင်သားတွေဖနက်စီကြတယ်လက်မလက်စွပ်ဆွတ်ထားတယ်ဆိုလို့ရှင်ဒါအိမ်ပိုင်းတတိသား prince သူ့အဒီဘယ်ဆောင်းတယ်အမွေစားအမွေခံဖတ်ထိုက်တဲ့သူအဲ့ဒါကိုလက်စွပ်ပါလက်စွပ်ပါတယ်လူကိုကြည့်လိုက်တယ်နဲ့ဖနက်စီကြတယ်လက်စွပ်ပါတယ်ဝိယုံနဲ့ဆိုလို့ရှင် အများအော်တိုတည်တယ်လေးစားတယ် ဒါတော့ပေါ့တည်တည်မဟုတ်ဘူးဆိုတော့တောင်းငင်ကသူစီလာတဲ့ချိန်မှာအလုသမားတယောက်လိုလာတယ်ဖနှက်မရှိသာဘူးလက်စွပ်လည်းမရှိဘူးဝိညာဉ်လည်းမရှိဘူးအလုသမားနဲ့ဒန်းလူယူသူလာပြီးကျွန်တော်အလုသမားတယောက်လိုပဲနေပြရစေလို့သူပြောနေတာဒါပေမဲ့အဖေကမူလဂုံကိုအပြတ်ပြန်မြင့်တင်ပေးငါသားငါသားပဲဆိုတော့ဝိယုံပါအကုန်လုံးအပြည့်လုပ်ပြီးတော့ပွဲတော်ကြီးကျင်းပပြီးမူလကုံကိုပြန်ပေးတယ် အချင်းချင်းတင့်မြတ်တဲ့အချိန်မှာဆောစလုံးကဖာသာပြောတဲ့အချင်းချင်းတင့်မြတ်တဲ့အချိန်မှာဘုရားကိုအဘက်ဖြစ်ခြင်းမင်္ဂလာမှာစိတ်ကတဲ့အချိန်မှာမူလကုံကိုပြန်ရရှိကြတယ်တဲ့ဘုရားရဲ့တာသမီကုံကိုအပြစ်ပြန်ရရှိကြတယ်လူလူချင်းတင့်မြတ်တဲ့ပုံမှာမူတည်ပြီးတော့တငယ်ချင်းတွေပြန်ဖြစ်သွားရောပို့ပြီးတော့မှခင်သွားမယ်မြေခုလိုလာပြီးတောင်းမနာဖာသာတို့အဲ့လို sorry ပါညာလုပ်ဘူးတာလာတောင်းမနာကျေးဇူးတင်တယ်တဲ့ကျွန်တော်အရန်စိတ်အေးသွားတယ် တောင်းပန်တဲ့နေရာမှာသူကတောင်းပန်ရင်တောင်းပန်တော့သူကလုံဝချီအေးပြီးလွမြောက်ခြင်းကိုရတယ်တဖက်သားနားနဲ့ကြားပြီးတောင်းပန်ခံရတဲ့လူလဲအယံဝန္တာချီနူပြီးတော့နေအောင်ဆုံးလုံးကငကိုထက်ပိုပြီးချစ်လက်တဲ့တငယ်ချင်းမိတ်ဆွေယုံကြည်ရသောသူအားကိုးရသောသူဖြစ်သွားကြမှာပဲဒီလက်စွပ်ကိုရကြတယ်ဒီဝိယုံကိုရကြတယ်သူကအဲ့ဒီအမှုကိုဆောင်ရွက်တော်သူဖြစ်တဲ့မူလဂုံကိုစတဲ့တဘူးပြန်ရရှိတော်သူတားငယ်နိဒု ျွန်တော်တို့လည်းဖျားနေလဲတင်းမြနိုင်တယ်လူလူချင်းလည်းပြန်တင်းမြနိုင်တယ်ဒီချက်ကိုကျွန်တော်တို့အမြဲတမ်းသတိရဂျူးလူမျိုးမှာခုနအသားကြီးကဘာဖြစ်လို့ခရစ်တော်ဒီဥပမာကိုပြောပြတယ်လဲဆိုလို့ရှိရင်တော့အပြည့်ရှိတော်သူအခွန်ခံစသည်တို့ကိုမင်းတို့ဆရာကြီးကလက်ခံပါလားဆိုပြောကြတာဂျူးလူမျိုးတွေကဖျားနေတရားနဲ့နေပြီးတော့သားကြီးနေရာမှာကိုစားပြုတယ်အခွန်ခံတွေတော့အပြည့်ရှိတော်သူတွေ သူတို့တွေကမိုက်တော်သားကိုကိုစားပြုပြီးတော့ခရစ်တော်ဥပမာကိုပေးလိုက်တာသူတို့တွေလည်းနောင်တရယူဖို့အချိန်ပေးပါအပြည့်ရှိတော်သူနောင်တရပါစေခုံကံနေနောင်တရ ပြီးခရစ်တော်ရဲ့တပည့်တွေဖြစ်လာတယ်အများကြီးပဲအပြည့်ရှိတော်သူပယ်ခံရတဲ့လူတွေအကုန်လုံးကနောင်တရယူပြီးပြင်ပြီးသူနဲ့သူပါလာကြတာပြောစရာကြီးပဲဒီမှာတော့ကိုသားအရင်လိုအမွေစားအမွေခံသားလိုခရစ်တော်ကအဲ့ဒီအပြည့်အပြည့်ပြောတဲ့လူတွေကိုဖာရီရှဲဇာတုကဲ ဂျူးလူမျိုးတွေကိုသူကဖြစ်သိမ့်နေတယ်မင်းတို့ကသားရဲလို့တစ္ဆာရှိတယ်ဖခင်ရဲ့သားတွေအာဗရာဂံအိုက်ဆက်ယာကုပ်ရဲ့သားသမီးမျိုးဆက်တွေဖြစ်တယ်မင်းတို့မှာအကုန်လုံးအပြည့်စုံရှိပြီးသားမိုက်တော်သူတွေပြန်လာတဲ့ချိန်မှာငါတို့ဝမ်းသာပြီးလက်ခံကိုလုပ်ရမယ်ဆိုတော့တော့သင်္ကန်းစာတစ်ခုကိုသူတို့ပေးဖို့ဒီဥပမာကိုအသေးစိတ်ပေးလိုက်တာအချက်တိုင်းကအမတန်အဓိပ္ပာယ်ရှိပါတယ်ဒီကြမ်းချက်ကိုဒီနေ့ဥပမာကိုနှလုံးပိုက်ပြီးတော့မိမိဘဝကိုသုံးသပ်ကြပါစို့ မိမိကိုမိမိအဖေနေရာမှာရှိရင်သူများကိုဘယ်လိုဆက်ဆံမလဲဥပက္ခပြူပြီးမေတ္တာကိုရှေ့ထားပြီးကြိုးစိုးလက်ခံပါပဲတားငယ်နေရာမှာရှိတဲ့ဆိုရင်ရောငါစဉ်းစားဆင်ခြင်ပြီးတော့ပြန်တောင်းပန်မယ်ပြန်သိမ့်မြတ်မယ်မူလကုံကိုပြန်ရောက်အောင်ယူမယ်ဆိုတဲ့နောင်တစိတ်ကိုကိုမွေးရတော့မယ်တားကြီးနေရာမှာကိုသစ္စာရှိတဲ့ဘာသာသူတယောက်သစ္စာရှိတဲ့မိသားစုဝင်တယောက်နေသလား၎င်းကုံကိုဂုံကကိုစီဘယ်တော့မှမထွက်သွားဘူး၎င်းကုံကိုဆက်လက်ထမ်းဆောင် ဒီလိုနည်းနဲ့လောကခရီးကိုဖျက်သွားတယ်ကျွန်တော်တို့ကောင်းကင်နိုင်ငံမှာဘုရားသခင်ကျွန်တော်တို့ကြိုးဆိုတဲ့အသည့်အဖြစ်များပြုခဲ့သောနောင်တရယူတောင်းပန်ခြင်းအဖြစ်မူလကုံကိုပြန်လောကမှာရရှိပြီးပျော်ရွှင်ဝမ်းမြောက်စွာဘဝတက်တာကိုဆက်ကြပါစို့